မြန်မာနိုင်ငံသကိုင်းတိုင်းသကိုင်းမြို့ရဲ့အနောက်မြောက်ဘက်16ကီလိုမီတာကွာမှာဒီနေ့မလ28ရက်မွန်းလွဲ7:20မိနစ်ကခုနှစ်တသမခုနှစ်ပြင်းအားရှိတဲ့နန္ဒင်ကြီးလှုပ်ခတ်ခဲ့ပြီးထိခိုက်ပျက်စီးမှုတွေများနိုင်တယ်လို့ American ဘူမိတိုင်းတိုင်ရေးဌာန United States Geological Survey USGS ကထုတ်ပြန်ထားပါတယ် အစိုးရမြန်လင်းတန်ကြောင့်စကိုင်းတရာကျူးကြခဲ့ပြီးမြန်မာနိုင်ငံရှိနေရာအနှံ့ပြအပြင်ထိုင်းနိုင်ငံဘဲဆောက်ချင်းမိုင်နဲ့ဘန်ကောက်တို့မှာလည်းငလင်းလှုပ်ခတ်မှုတံကိုခန်းဆားခဲ့ရတယ်လို့အစိုးရဒေသတွေကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေထံကသိရပါဗျ။ငလင်းကတော့တော်တော်ပြင်းနဲ့ခေါင်းတွေတော်မူတဲ့အထိတင်းထန်တာလို့ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့နယ်မြန်မာပြည်သူတို့က ARD Times ကိုပြောပါဗျ။ငလင်းတံကို ARD တိုင်းညောင်နှုံးမြို့ကလည်းခန်းဆားခဲ့ရတယ်လို့ဒေသခံတွေထံကသိရပါဗျ။ ညောင်နှုံးမှလည်းငလင်းလှုပ်သွားတယ်တိတိတသားကိုခန့်စားရတာနှစ်နာရီထိုးကန်ဒီမှာလှုပ်တာလို့ညောင်နှုံးဒေတာကန်သူက ပြောပါတယ်ထိုင်းနိုင်ငံချင်းမိုင်မြို့မှာနှုတ်ခတ်ခဲ့တဲ့အင်အားအလုံးပြင်းထန်အစဉ်ရှိတဲ့ငနေမှာရစ်ချက်တာစကေး6.9ရှိတယ်လို့ကနဦးသိရှိရပြီးငလင်နှုတ်ချိန်မှာချင်းမိုင်မြို့ကလူအများအပြားကြောင်းလန့်တကြားနမ်းမပေါ်ထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။သခိုင်းငနေနဲ့ပတ်သက်တဲ့နောက်ဆက်တွဲသတင်းတွေကို ARD Time သတင်းဌာနအနေနဲ့ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။